ကုသိုလ်အကုသိုလ်ဆိုတာဒီဘဝမှာလောက်တာမဟုတ်ဘူးလေအရင်ဘဝကလောက်ခဲ့တာလည်းရှိတယ်အဲ့တော့အရင်ဘဝကတော့ကုသိုလ်တွေကအများကြီးလောက်ခဲ့တယ်ဒါပေမဲ့ဒီဘဝမှာ तू ကအကုသိုလ်တွေလုပ်နေတယ်အဲ့တော့ तू ကြီးဝါနေတယ်လူတွေမြင်တော့ဟာဒီလူကြီးကအကုသိုလ်လုပ်ခဲ့တယ်ကြီးဝါနေပါလားလို့မြင်တယ်တကယ်တော့ तू အတိတ်ကလောက်ခဲ့တဲ့ကုသိုလ်လူတွေမမြင်ဘူးအဲ့တော့အခု तू ကြီးဝါနေတာဟာဒီအကုသိုလ်နဲ့ तू ကြီးဝါနေတာမဟုတ်ဘူးအတိတ်ဘဝကလောက်ခဲ့တဲ့ကုသိုလ်ကအကျိုးပေးလို့ तू ကြီးဝါနေတာလက်ရှိအကုသိုလ်ကြောင့်မဟုတ်ဘူးအဲ့တော့ကုသိုလ်အကျိုးပေးနေတဲ့အချိန်မို့လို့လက်ရှိလုပ်တဲ့အကုသိုလ်ကအကျိုးပေးကိုအခွင့်မရဖြစ်နေတာဒီတိုင်းပဲ တချို့ကုသိုလ်တွေတအားလုပ်တယ်ဘုရားတရားခွင့်တော့ကိုက်ဆိုင်တယ်ပေါ့နော်ပထမရက်တအားကျွတ်ဘုရားတရားကိုသုံးလေးချိန်ရှိခိုးအဲ့ဘာမှဖြစ်မလာဘူးဖြစ်မလာတော့အာကုသိုလ်ဆိုတာမရှိဘူးလားပေါ့နော်ငါတော့လုပ်နေတာဘာမှအကျိုးမပေးပါလားပေါ့ထင်တယ်တကယ်တော့မဟုတ်ဘူးအရင်တော့ကလုပ်ခဲ့တဲ့အကုသိုလ်တွေဝင်လာနေဝင်နေတဲ့ခါကျတော့အကုသိုလ်အကျိုးပေးတဲ့အလက်ရောက်နေတယ်အလက်ရောက်နေတော့ဘာလုပ်လို့မအောင်မြင်ဖြစ်နေတာအဲ့တော့ဒီကုသိုလ်ကြောင့်မဟုတ်ဘူးဒီကုသိုလ်အလက်မရောက်သေးဘူးအရင်အကုသိုလ်စီနီယာရဝင်နေတာ तू อ่ะအဲ့တဘောအဲ့တော့ကိုဒီဘုန်းကြီးတွေအတိတ်ကံရဲ့ အကြောင်းအထောက်ပံ့ကြောင်းဟေ့ဆိုတဲ့ခါကျတော့လူတွေကဘာဖြစ်ကုန်လဲဆိုအားကြကုန်ရတယ်။ဒါတရားကိုသူကလှည့်စားလိုက်တာလို့ခေါ်တယ်။အဲ့တော့ကျွန်မတွေ့လားဒီပုဂ္ဂိုလ်ကြီးတွေကလည်းငါတို့လိုပုဂ္ဂိုလ်တွေကိုလူတန်းခဲ့လို့အခုလိုမျိုးအာနာရှိနေတာဟေ့ဆိုပြီးတော့ကလင်ကကြည့်ကြလိုက်တာ။အဲ့တော့အဲ့ကောင်ကြီးအာနာခိုးထားတာတ냔တိုက်ထားတာမမြင်တော့အတရားရဲ့ဖောက်ရင်ဖောက်ပြန်မှုလို့ခေါ်တယ်။အဲ့ဒါဓမ္မကိုအာဓမ္မအာဓမ္မကိုဓမ္မလို့ခေါ်နေကြတဲ့အတွက်ကြောင့် လူတွေအတ္တမအာဇီဝကိုသဘောမကြပဲနဲ့မိစ္ဆာဇီဝကိုသဘောကြဝိုင်းရင်အဲ့ဒါအာဓမ္မအာပိတရားလို့ခေါ်တယ်။နော်အဲ့ဒီလိုဘုန်းကြီးတွေကသူတို့စာဘလောက်ပဲတက်တဲ့ဝိနည်းတွေလို့ပဲကြောညာကြောညာအပဲကြမယ်ငရဲကြမယ်ဆိုတာဗုဒ္ဓကသူတို့ကိုပြောတာ။တခြားလူတွေမကြဘူး။သူတို့ကြောင့်လူတွေကလမ်းမကုံညတဲ့အတွက်ကြောင့်အပဲလမ်းကိုဖောက်တဲ့လူတဲ့အဲ့ဒီဘုန်းကြီးတွေဟာဒါပေမဲ့လူတွေကခုနကပြောခဲ့တဲ့ကိုကိုကိုလိန်ထားလို့လိန်ထားမှန်းမသိဘူး ဆရာနာရှင်နဲ့ပေါင်းပြီးတော့ကိုယ်ကိုရင်းထဲနေလို့ထင်မှမသိဘူးခွန်လေးခေါ်လေးကိုတက်လို့တက်နေမှမသိဘူးတကယ်တမ်းတော့ဒီအာနာဟာပြီးသူပြီးသားတွေပိုင်တဲ့အချုပ်ချာအာနာပဲပြီးသူပိုင်တဲ့အချုပ်ချာအာနာကိုခိုးထားလိုက်တဲ့အခါကျတော့ဒီအာနာပိုင်ရှင်ကသူလုတ်ကျင်တိုင်းလုတ်ခွင့်ရပြီခိုးကျင်တိုင်းခိုးခွင့်ရပြီးတော့ခွန်နာပြေကြတဲ့တခိုးလက်မှတ်ရနေတဲ့အတွက်ကြောင့်ပတ်စင်ချမ်းသာနေတာဓမြတိုက်ထားရင်ဓမြတိုက်ထားတဲ့ဥစ္စာသူချမ်းသာကြတာပဲလေခိုးထားရင်ခိုးထားတဲ့ဥစ္စာချမ်းသာတာပဲ ဒါရီယာကုနာပြောခဲ့တယ်ဝက်မစင်နေလို့ပဲလို့ညွန်ရှာကြရညွန်ရှာအောင်မြင်နေကြရမှာဒီတော့မှအဲ့ဒီတိုင်းကြီးဟာတမအာဒီဝဓမ္မထွန်းကားခြင်းဖြစ်တယ်နော်အဲ့လိုမျိုးမဟုတ်ဘူးလေဆိုရင်တွားရော့ပေါ့ဒါကြောင့်မလို့သူတော်ကောင်းဥစ္စာခုနှစ်ပြားဆိုတဲ့သူတော်ကောင်းတရားမှာတရာတိလတုတ္တစာကပညာဟီရိဥတ္တပဟေဆိုတော့သူတော်ကောင်းတရားခုနှစ်ပါးရှိတယ်အဲ့ဒီမှာဟီရိဆိုတာအဲ့ဒါပဲဥတ္တပဆိုတာအဲ့ဒါပဲနော် ရှက်ရမယ်ညုံရမယ်ကြောက်ရမယ်ဘောင်းလို့ဆိုခုနပြောတဲ့လူဟာကိုယ်မစင်နေပြီမှာအရန်စိုးရင်နော်မစင်နဲ့ကိုယ်စီမှာအပေမခံဘူးဒီအညစ်အကြေးတွေအပေမခံဘူးသူတော်ကောင်းလည်းထုံနီးလည်းကောင်းမယ်ခုနပြောတဲ့မစမ်းအပ်တဲ့အရာတွေမပေါင်းအပ်တဲ့အရာတွေအဲ့ဒီအရာတွေရမှာဘူးသူကအရန်ရှက်တယ်ခီးလေးဆိုတော့အဲ့ဒါပဲအရန်ရှက်တယ်ပေါင်းပြီးစားရမယ်ဟာအရန်ရှက်တယ်ဘွက်ဒီရဲ့စားနေတဲ့မစင်လိုမျိုးကိုယွန်းနေသူတော်ကောင်းက ယနေ့အဲ့ဒီအရာကိုအားကြနေပြီဟေ့ဆိုရင်သိကြတဲ့ तू ကလည်းပဲဝက်မစင်ကြိုက်တယ်လို့ပဲအသိဉာဏ်နဲ့လို့ခုံကြီးကလည်းပဲအဲ့ဒီကိုနဲ့ပြောတဲ့စိတ်အနာရှင်တွေရထားတဲ့နော်ယနေ့စီးစိမ်တွေအာနာရီယာတမန်အစီဝါလမ်းမဟုတ်ပဲနဲ့ခိုးထားလို့ရနေမယ်သိရတဲ့နဲ့အားကြနေပြီအဲ့ဒါကိုရှေးဘွားကောင်းမှုကြောင့်ရတာလို့ပြောနေအဲ့ဒါဝက်မစင်ကြိုက်နေတာပဲမသူတော်တွေရဲ့မကြိုက်နှစ်သက်တာကိုကြိုက်နှစ်သက်နေခြင်းလို့ခေါ်တယ်ဒါကိုဦးဇင်းတို့ညောင်ရီမင်းကြီးဆရာတော်ကြည့်တော့ခဏခဏခေါ်တယ်နော် ချီးပုံမြင်တို့ဘာတို့တွေ ਨੇ စနစ်တကျသိတိချာချာရှင်းပြခဲ့တယ်နော်ဒါကြောင့်မလို့ပြောကျင်တာအရာကတရားတွေကိုသူတို့ကဖောက်လဲဖောက်ပြန်ကိုလိုရင်နာတွေစွယူပြီးတော့ဟောနေကြတဲ့အတွက်ကြောင့်လူတွေကအမကြတဲ့နာကိုအားကြကြတယ်ဒီစနစ်မားတွေတခိုးတွေဒီဥစ္စာတွေကဆက်စီရမြင်စရာကောင်းတယ်လို့ဖြတ်ချအမိအတွေးခေါ်ပြတ်သားမှုတွေမမြင်ရတော့ခြင်းဖြစ်ပါတယ်လို့ဖြစ်ကြပြပါတယ်ယေရှုတင်ပါတယ်အောက်တန်းစားတွေကိုအသက်ဘေးရှည်ပြီးတော့တကယ်လူကောင်းတွေက ပေးရတယ်ဗျာအဲ့ဒါမှမဟုတ်တစ်ခါတလေဖះရလည်းမကြည့်နိုင်ဘူးတကယ်ပြောရကျမတို့ကအမှန်တရားလုံးဝအမှန်တရားကြိုက်တဲ့လူတွေအမှန်တရားသမားတွေအမှန်တရားကိုပဲအားပေးနေတာဖြစ်တဲ့အတွက်တခါတရံမှာအရှင်ဖះရလည်းအမှန်တရားမဟုတ်ဘူးလို့တခါတလေပေါ့နော်အုတ်ချုပ်နေတဲ့တာတကယ်ကိုပဲမြတ်စွာဘုရားကနေပြီးတော့မှဒီလိုမျိုးကျမတို့ကိုအဲ့လိုမျိုးလောကကြီးကိုစုံမထားတယ်ဆိုရင်ပေါ့နော်ကျမပြောချင်တာလေ လူကောင်းတွေကိုကြာရွေးခေါ်ပြီးတော့လူရုပ်မာတွေကိုတော့ထားပြီးတော့တမင်တက်တဲ့လောကကြီးပြတ်သုံးအောင်လုပ်နေတာမဟုတ်ဘူးလားအဲ့တော့သူတို့ဘာကဖြစ်လဲတရားဥပဒေကတွက်မယ်အမှန်တရားတွေကတွက်မယ်ဆိုရင်အဲ့လိုမျိုးအကြီးကြီးရလဲဒါမျက်စောပြရလဲအကြီးကြီးပေါ့သူလက်တရားခံဖြစ်သွားမှာပေါ့ကျွန်မပြောချင်တာသဘောပေါက်လားအမှန်တရားအတိုင်းကျွန်တော်တို့ဥပဒေသားတွေရဲ့အတိုင်းအမှန်တရားအတိုင်းစီရင်ဆုံးဖြတ်မယ်ဆိုရင်မကောင်းတဲ့လူကိုပဲခေါ်ရမှာလေ အောက်မှာဒီလိုအောက်တန်းစားတွေကသေးပါလားအမဘုံမှန်ပြီးတော့ဦးစင်းကလေအရေးအဖက်မရတဲ့ကိစ္စတွေကိုဝင်ပြောတဲ့အလေးအကျင့်မရှိဘူးเนาะအခုတော့ဖះကိုထိခိုက်ပြီးပြောတဲ့အတွက်ဦးစင်းပြောရပါတော့မယ်ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖះဝါဒကိုမသိတာဟာအရှုံးကြီးရှုံးတာပါပဲကဲဒါဆိုရင်ဖះဝါဒကပါလေဝိပဇ္ဇဝါဒနဲ့ကမ္မဝါဒဖြစ်တယ်ဝိပဇ္ဇဝါဒဆိုတာဝေဖန်စစ်စစ်ပြီးမှလက်ခံတဲ့ဝါဒ ကမ္မဝါဒဆိုတာကံကံဤအကျိုးပေါ်ကိုလက်ခံယုံကြည်တဲ့ဝါဒတတဝါတိုင်းဟာကိုပြုတဲ့ကောင်းကံမကောင်းကံအတိုင်းဖြစ်တည်နေကြတာဖြစ်တယ်။ကံကလည်းအတိတ်ကံနဲ့ပြစ္ဆုတ်ပံကံရင်ဆိုပြီးနှစ်မျိုးရှိတယ်။တချို့သောလူတွေဟာအတိတ်ကပြုထားတဲ့ကောင်းမှုကံကြောင့်ယခုလက်ရှိပြစ္ဆုတ်ပံမှာကောင်းကျိုးတွေခံစားရပြီးယခုလက်ရှိပြစ္ဆုတ်ပံမှာပြုနေတဲ့မကောင်းကျိုးတွေကိုချက်ချင်းမခံစားရဘူး။ဘာကြောင့်လဲဆိုရင်အတိတ်ကပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဟုန်ရှိနေသေးလို့ဖြစ်တယ်။ အေးအတိတ်ကပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဟုန်ကုန်ပြီဆိုရင်တော့ယခုလက်ရှိပြစ်ဆုံးပံမှာပြုနေတဲ့မကောင်းမှုရဲ့ဆိုးကျိုးကိုခံစားရမှာဖြစ်တယ်။အဲ့ဒါကိုမြင်အောင်မကြည့်နိုင်တဲ့လူအန္တတချို့ကလက်ရှိပြစ်ဆုံးပံမှာမကောင်းမှုလုပ်နေတဲ့လူတချို့မကောင်းကျိုးမခံစားရတာကိုကြည့်ပြီးဖယားဟောတော့မကောင်းတာလုပ်တယ်ဆိုရင် မကောင်းတာဖြစ်မယ်ဆိုအခုတော့မကောင်းတာလုပ်တဲ့လူတွေကဘာမကောင်းကျိုးမှမဖြစ်ပါလားတရားဆိုတာလည်းအလကားပဲဖယားဆိုတာလည်းအလကားပဲ ။တန်ကာဆိုတာလည်းအလကားပဲဆိုပြီးတော့ဖရာတရားတန်ကာအပေါ်မှာစော်ကားပြမာပြီးပြောကြတယ်။လက်ရှိပိဿုပံဖြစ်တည်မှုအပေါ်ကိုအမှန်ဟုယူဆနေခြင်းဟာပိဿုပံကာမဝါဒဖြစ်တယ်နော်။ပိဿုပံကာမဝါဒဆိုတာမိစ္ဆာဒိဋ္ဌိအယူလွဲမှားတဲ့အယူကိုမယူသင့်ဘူးနော်။နောက်ပြီးတော့ဥစဉ်တို့မြတ်စွာဘုရားကိုဘုသူကိုတော့ဘာမလုပ်ပေးဘူးဘုသူကိုတော့ဘာမပြောပေးဘူးလို့ပြောရအောင်။ ဦးစင်းတို့မြတ်စွာဘုရားကတရားဆုံးဖြတ်ပေးတဲ့သူမဟုတ်ဘူးလမ်းပြပေးတဲ့သူနော်ဘယ်လမ်းကိုပြပေးတာလဲဆိုရင်တန်တရာဝစင်းရဲ့လွတ်ရလွတ်ကြောင်းလမ်းကိုပြပေးတဲ့သူနော်အကုသိုလ်နယ်ကလွတ်ပြီးကုသိုလ်လမ်းကြောင်းဘုံကိုရောက်အောင်ပြပေးတဲ့သူမကောင်းမှုအကျိုးကိုခံစားရမှကြောက်တယ်ဆိုရင်ဒီမကောင်းကျိုးကိုမလုပ်နဲ့ဒီကောင်းကျိုးကိုခံစားကျင်တယ်ဆိုရင်ဒီကောင်းမှုကိုလုပ်ဒီလိုလမ်းပြပေးတဲ့သူဖြစ်တယ်နော် ဘသူကိုတော့ဘာလုတဲ့အတွက်ကြောင့်မင်းကဘယ်ကိုသွားပါမင်းကတော့ဘာလုတဲ့အတွက်ကြောင့်ဘယ်ကိုသွားပါဆိုပြီးဆုံးဖြတ်ပေးပိုင်ခွင့်မရှိဘူးအဲ့ဒါတွေကိုထက်ထဲဝင်ဝင်မသိပဲနဲ့ဖရာတရားတန်ကယတနာ၃ပါးအပေါ်မှာစော်ကားပြီးပြောနေတာတွေဟာအမတ္တမအကုသိုလ်ကြီးတယ်နော်အဲ့ဒီအကုသိုလ်ကံအကျိုးပေးပြီဆိုရင်ဘယ်ပုဂ္ဂိုလ်မှကယ်လို့မရဘူးအဲ့ဒါကိုကြက်ကြက်သတိထားပြီးတော့စင်ကျင်ပြီးနေပါနော်ဥစဉ်ဒါလေးပြောကြင်ပါတယ်